ဘီကနေကြောက်စီကိုဒီမှာလက်ဆောင်နဲ့ဖုန်းနှလုံးပို့လာရပါတော့။အော်ခမရောအတွက်လည်းပါ။အဲ့ဒါမှလည်းဆိုတော့ဘီကရဲ့ limited edition t-shirt ပါ။ limited t-shirt သုံးတယ်ဟိုကျွန်တော်ကခမရောကိုလက်ဆောင်ပြပေးမယ်။လက်ဆောင်စီဒီမှာပါခြင်းတဲ့သူတွေရပါတော့။ဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်ပြီးရင်ပြန်ပြောပြပေးမယ်။အခုလောလောဆယ်ရတော့ဒီမှာဖုန်းနှလုံးကိုပါခင်ဖွင့်ကြည့်လိုက်ရအောင်။ဒီဝိုင်းတန်နေလိုက်လို့ခေါ်တယ်။ဒါ cloud white design လေးလား ဟာ espresso brown ကော်ဖီကြိုက်တဲ့သူတွေနေရတော့အန်ကိုက်ပဲဒီဖုန်းလေးမှာတခုတတိထားမိတာပေါ့နော်ကြောဘတ်တွေကိုခုနောက်ပိုင်းတော့ flagship ဖုန်းတွေလို့ရောင်းလေးခုံးပြလာတယ်အဲ့တော့ hand grip ပိုကောင်းတယ်ပြီးတော့ entry phone ဖြစ်နေတော့ညာလဲပေါ့နော် premium look ရပြီဒီဖုန်းမှာထူးခြားတာကကျွန်တော်တို့ vivo y c တွေမှာပေါ့နော်ပရမဆုံးအနေနဲ့ကျွန်တော် vc တွေလိုမျိုးပေါ့နော် blue watch battery ပါလာတာပါရှေ့မှာထွက်ခဲ့တဲ့ v50 တိုင်းတုန်းကလိုပဲပေါ့နော်6500 mAh ပြောင်းသွားဆိုတော့တော်ကြီးရပြောင်းအဲ့ဒီ video 44 watt flasher နဲ့အားပြန်သွင်းနိုင်မယ်။ကျန်တဲ့အကြောင်းအရာတွေကိုတော့ကျွန်တော်နောက် video မှာ ညီညာလေးပြောပြမယ်။အခုဒီရှိရလက်ဆောင်ကြောင်းပြောပြမယ်။လက်ဆောင်စီစဉ်မှာပါကျင်တဲ့သူတွေကအာကျွန်တော်တို့ကနော်လက်ရှိကိုသုံးနေတဲ့ဖုန်းနဲ့ပေါ့နော်။ဥမာအာ Facebook ဒါမှမဟုတ် TikTok ပေါ့တနားရီသုံးနေဆိုရင်ပတိဘလော့ကုန်နေ။တကူပေါ့ဗျာ။အဲအဲ့လိုမျိုးကွန်မန့်မှာမန်ပြရမှာပါ။အဲ့မန်တဲ့သူတွေတဲက၃ယောက်။အာ Facebook ကနေ၂ယောက်ရွေးမယ်။ TikTok ကနေ၁ယောက်ရွေးမယ်ပေါ့နော်။စုပေါင်း၃ယောက်ကိုရွေးပြီးတော့ကျွန်တော်ဒါမျိုး T-shirt ပေါ့နော်။ Vivo ရဲ့ limited edition T-shirt တယောက်တစ်ထည်စီစုပေါင်း၃၀ကိုလက်ဆောင်ပေးတော့ပါမယ်။အားလုံးပဲကံကောင်းကြပါစေ။